ဟယ်လိုအားလုံးမင်္ဂလာပါဘိုးဘွားမချန်ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ဒီည Champions League ပွဲစဉ်နေ့ထဲမှာ Chelsea နဲ့ Barcelona တို့လိုအသင်းမျိုးတွေရှင်ပြိုင်ကစားကြပါမယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပွဲကြိုးသွင်းချက်လောက်ကြည့်အောင်ပါဆိုတော့ညီကတို့နေရောဒီပွဲမှာဘလူရလက်တွေထွက်ပေါ်လာမယ်ထင်ပါတယ်ဧည့်သည် Barcelona ရဲ့ဘက်က Chelsea ကိုအနံ့ယူသွားမလားဒါမှမဟုတ်လက်ရှိမှာပုံစံကောင်းနေတောက်လျှောက်ပြနေတဲ့ကျွန်တော်တို့ Chelsea ကပါစီကိုအိမ်ခွင့်မှာအနိုင်ယူသွားမလားပေါ့ဒါအပြင်ကျွန်တော်တို့ကလူငယ်ကစားမနှစ်ယောက်ပြည့်တဲ့ Estevao နဲ့ လမင်းရမေတို့ရဲ့ထိတ်တိုက်တွေးမဲ့ပွဲလေးဖြစ်တယ်ဆိုတော့အင်ရှင်ဖြစ်တဲ့သူကတော့အသာစီးရှိပေမဲ့လေလို့သူတို့နှစ်ယောက်ထဲကဘောနော်ဘယ်သူကပြိုင်ဘက်ကိုပူပြီးတော့ဒုက္ခပေးနိုင်မလဲပေါ့ဒါနဲ့ပတ်သက်လို့ကျွန်တော်ကစိတ်ဝင်စားဖို့ကျွန်တော်ကောင်းနေပြီဆိုတော့ညီတို့ရောဘယ်လိုမြင်ကြလဲဆိုတော့ဒီညကတော့ watch round တွေပါပြီးတွားဖို့ရှိတယ်ပေါ့နော်တို့ညမှာ watch round တွေပါပြီးကျွန်တော်တွားဖို့ရှိတယ်ပွဲကောင်းတွေလည်းကျွန်တော်ရှိရေပေါ့ဒါမှမဟုတ်ကျွန်တော်လိုက်ကြည့်လိုက်တဲ့အခါပွဲကောင်းတွေက Manchester City နဲ့ Liverpool ကိုစင်ကျွန်တော်ရှိမယ် ပြီးရင်ကျွန်တော်ဘာစီလိုနာနဲ့ Chelsea ရှိမယ်ပေါ့ကျန်တဲ့ပွဲတွေရဲ့အလောက်ကြီးကြီးမကောင်းဘူးဗျာအဲ့တော့ဘာစီနဲ့ Chelsea ပွဲကတော့ကျွန်တော်ဘောနော်ပွဲကြိုတုံးတဲ့ဟို sorry ဗာလေဒီ watch long တော့ကျွန်တော်ရောက်အောင်လှုပ်သွားပါမယ်ဆိုတော့လာပြီးတော့ join ကြဖို့လည်းမျိုးနေပါတယ်ချစ်သူများနေပါတယ်ဆိုတော့ဘာစီကော Chelsea ကောလက်ရှိမှာအဆင့်7စနစ်ကိုကျွန်တော်ရက်တည်နေကြပြီးတော့နှစ်သင်းစလုံးက၄ပွဲမှာနှစ်ပွဲစီကိုစီနိုင်ထားတယ်တပွဲစီတည်ကြထားပြီးတော့တပွဲစီရှုံးနေထားကြတယ်အဲ့ဒီကမှာဘာစီရဲ့ဘက်ကတော့တိုက်စစ်မှာ72ဂိုးရပြီးတော့ခန်းစည်းက9ဂိုးထိပြန်ပေးထားရတယ် Chelsea ရဲ့ဘက်ကလည်းအဲ့ဒီ၄ဘွဲ့မှာတိုက်စစ်က၉ခုရတာနဲ့ခန်းစစ်က၆ခုပြန်ပြီးထားရပါတယ်အဲ့တော့ကျွန်တော်ဒီနှစ်သင်းကပေါ့နော်ဘယ်လိုပြောမလဲအခြေအနေတွေကအဲ့လောက်ကြီးကြီးကွာဟမှုမရှိဘူးလို့ပဲကျွန်တော်ပြောရမယ်ဘာစီလိုနာအနေနဲ့နှစ်ပွဲဟိုဘယ်လိုနောက်ဆုံးနှစ်ပွဲမှာတော့သူတို့ကတပွဲတည်းတပွဲနိုင်ချယ်ဆီဘက်ကလည်းတပွဲတည်းတပွဲချယ်ဆီဘက်ကတော့ဗောနော်တပွဲတည်းကြတာပြီးတော့ရှေ့နှစ်ပွဲဆက်တိုက်ကိုသူတို့အနိုင်ရထားတာဗောပထမဆုံးပွဲကသူတို့ရှုံးနေထားတာဗောနော်ဆိုတော့နှစ်သင်းစလုံးအနေနဲ့ကျွန်တော်တို့ဒါအနည်းဆုံးတော့အဆင့်တိတ်ကနေ၈လောက်ထိတော့သူတို့ ဝင်အောင်ကျွန်တော်ကျူးပန်းမယ်ဆိုတဲ့အခြေအနေမျိုးပါအဲ့တော့အင်ရှင်ကျွန်တော်နေတဲ့ဒီဘာစီလိုနာအင်အင်ရှင်ချယ်ဆီနေတဲ့ဘာစီကိုကောင်းကောင်းဒုက္ခပေးနိုင်မလားပေါ့ဆိုတော့နှစ်သင်းစလုံးရဲ့တည်င်းတွေအာဒန်ယာတည်င်းတွေအဲပြီးလို့ရှိရင်ကျွန်တော်ပြိုင်ပွဲစုံဖော်မနေဖြစ်လာနေတဲ့ပွဲထွက်လူစီးနေတဲ့ပတ်တလို့ကျွန်တော်ကြည့်ကြည့်အောင်ပါဆိုတော့ဒီကျွန်တော်တို့ဖော်မနေကိုကျွန်တော်ကြည့်ရင်ပေါ့နော်ချယ်ဆီကနောက်ဆုံးချန်ပီယံစ်လိမ်းမှာခုနကပြောလေးပွဲမှာဆိုလို့ရှိရင်သူတို့နှစ်ပွဲနဲ့တစ်ပွဲတည်းတည်းဝဲရှုံး ပြိုင်ပွဲဆိုနောက်ဆုံး6ပွဲမှာ Chelsea ဟာရှုံးပွဲတစ်ပွဲပဲရှိထားပါသေးတယ်။တရီပွဲတစ်ပွဲရှိထားပြီးတော့၄ပွဲအထိသူတို့အနိုင်ယူပြထားတယ်ပြိုင်ပွဲဆိုမှာနော်။အဲဘာစီလိုနာရဲ့ဘက်ကလည်းကျွန်တော် Champions League မှာဆိုလို့ရှိရင်2ပွဲနိုင်တစ်ပွဲတည်းတစ်ပွဲရှုံးပေါ့လေ။ပြိုင်ပွဲဆိုနောက်ဆုံး6ပွဲမှာတော့ဘာစီလိုနာကလည်းတစ်ပွဲပဲရှုံးနေထားသေးတယ်။တစ်ပွဲတည်းကြတယ် လေးပွဲစတိုက်သူလေးပွဲသူတို့အနိုင်ရထားတယ်ပေါ့နော်ဒါကနှစ်သင်းစလုံးရဲ့ form မှာ current form မှာတတိယနေဝယ်ကျွန်တော်ကြည့်ရရင်တော့ Re James ကတော့ Burnley နဲ့ပွဲမှာတည်တံ့အနာပေးတဲ့ပုံစံမျိုးဆိုတော့ဒီပွဲမှာပါလာနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်လူစားလဲတာကပေါ့နော်လေ့ကျင့်ရေးအတွက်မှာ group မှာတော့ဘာလို့ပြန်ပြီးတော့ပူးပေါင်းနေတာကြီးကျွန်တော်တွေ့ရပါပြီဒါ Chelsea တို့ရဲ့အရန်ကောင်းနေတဲ့တင်မှာတိုးတိုးလေးပဲဒီပွဲတော့နီးပြ Maresca ကပေါ့နော်မပါဘူးလို့သူ ပြောထားတာဖြစ်တဲ့ Arsenal နဲ့ပွဲလောက်ထိကိုမပါဘူးလို့သူပြောထားတယ်ဆိုတော့ အဲ့ကျွန်တော်ဖာမာတို့ဘာတို့ကိုတွေးရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်။ဒါအပြင်ကွင်းလင်ဂျာမာပြည်တဲ့ရူမီယိုလာဗီယာတို့เนาะပြီးလို့ရှိရင်အဲကျွန်တော်တို့ဒီကိုဝဲတို့ကလည်းကာလာရှိနားနေရတဲ့ဂျာမာတွေဆိုတဲ့အခါကျတော့ထပ်ပြီးတော့လွဲဦးမယ်ပေါ့လေ။ဝက်စလိုဖိုပန်နာကလည်းဘန်လီနဲ့ပွဲစီမှာဆိုလို့ရှိရင်သူတို့အနေနဲ့ပူမဆူအောင်လို့ဂျူလင်ပြင်ဆင်တဲ့သဘောမျိုးမထည့်ခဲ့တာဆိုတော့ဒီပွဲတွေအစင်းင်းဖြစ်ကျင်နေဖြစ်နေမှာချယ်ဆီဘက်ကတော့အင်ဂျူရီနဲ့ပတ်သက်လို့ရှိရင်ဒီလောက်ပဲပေါ့နော်။အဲကျွန်တော်တို့ဘာစီဘက်မှာလည်းပဲသူအင်ဂျူရီနဲ့သူတို့ဂျုံနေရပါတယ်။ ။ဘာစီမှာ market stretch ကတော့ကျွန်တော်တို့ကပြန်ပါမယ်ပေါ့လေ။ ratio ကတော့ပြန်ပါမယ်အနေထားမျိုး။မရာဖင်ညာကတော့ hamstring injury ကနေကျွန်တော်တို့ကပြန်လာပြီးတော့ဒီပါဝင်တဲ့ပွဲမှာဆိုလို့ရှိရင်သူအရင်ကုန်နေပါဒီမှာကျွန်တော်တွေးခဲ့ရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်လက်ရှိမှာဆိုလို့ရှိရင်ထင်ပါတယ်ဖာရန်တိုရက်စ်တို့ပါလို့ပဲဆက်ပြီးတော့ပါလိမ့်မယ်လို့ကျွန်တော်ထင်နေပါတော့အဖရန်ကီဒီယောင်ကတော့ပြန်ပြီးတော့ပါနိုင်မယ်လို့ကျွန်တော်သိရတယ်ဒါပေမဲ့လို့ပက်ဒရီကတော့ဟမ်စထရင်းအင်ဂျူရီကြောင့်လွဲပါမယ်ဒါအပြင်ဂါဗီကလည်းဒူးဒန်ရာကြောင့်ကျွန်တော်လွဲပြီးတော့ တာစတီကန်ကလည်းကြောတန်ရအောင်ကျွန်တော်လွဲဖို့ရှိတယ်ဆိုတော့အဲ့ဒီပက်ဒရီမပါနိုင်ဘူးဆိုတာကချယ်ဆီတို့အများကြီးကောင်းတဲ့တင်းမှာချယ်ဆီတို့အများကြီးကောင်းတဲ့တင်းမှာပက်ထရီမပါနိုင်တာကဘာစီလိုနာတွေတော့အမြဲတမ်းဆိုးတဲ့တင်းပေါ့နော်အဝေးကွင်းကိုလာကစားတဲ့အချိန်မျိုးမှာပက်ထရီတို့ဘာလို့မပါပဲနေတော့မလွယ်ဘူးပြပြိုင်ဘက်ကအန်ဇူတို့ကျွန်တော်ပေါ့နော်ကိုင်စီတို့လို့ကွင်းလေဖြစ်နေတဲ့အခါပူတော်ဆိုးပါသေးတယ်ပါစီအိမ်ဝင်းပါညာဆိုရင်တော့တမျိုးပေါ့နော်ဒါဒါမှမဟုတ်အဝေးဝင်းမှာဆိုလေလူစုံတက်စုံနေဆိုရင်တော့တမျိုးပေါ့မဟုတ်ရင်တော့ပက်ထရီတို့ဘာလို့မပါတာက တော်တော်ကိုကျွန်တော်အချိန်ကြီးစိုးပါတယ်နောက်တစ်ခုကဖြစ်နိုင်ချေပွဲအတွက်လူစင်းတွေကိုကျွန်တော်ကြည့်ရင်အဲရောဘတ်ဆန်ချက်ကျွန်တော်ရှိမယ်ချယ်ဆီဘက်မှာရိုက်ဘက်မှာဆိုလို့ရှိရင်တော့ဒါဂျိမ်းစီမယ်ပြီးရင်ကျွန်တော်တူစင်တို့ချာလိုပါတို့ဂူဂရလာတို့နဲ့ပဲပွဲထွက်လာလိမ့်မယ်လို့ထင်တယ်ပြီးရင်ကျွန်တော်တို့ဘောနော်ကျွန်တော်တို့ဒါ၂ယောက်မှာကွန်းလေး၂ယောက်မှာဆိုလို့ရှိရင်ကန်စီတို့နဲ့အန်ဆိုရှိမယ်၃ယောက်တက်မှာတော့ဘောနော်ကျွန်တော်ဂနာချူတို့ပါတို့ကဒီလိုပွဲမျိုးမှာ ပွဲထွက်ခွင့်ရသည့်နေလို့ကျွန်တော်ထင်တယ်ကာနာချိုကတော့ကျွန်တော်ကာနာချိုပွဲထွက်ခွင့်ရသည့်နဲ့လက်ဖွင့်မှာသူကအဆင်ပြေနေတာဂျီမီဂီဒင်းစ်ကပြီးရတဲ့ပွဲကသူ crossing နေပါရင်းနဲ့ assist တွေလုပ်ထားပြီးမဲ့လို့ဒီလို Champions League ညနေမှာပါလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်နံပါတ်10ရူကတော့ကျွန်တော်တို့ဒါအဲဘယ်လိုပြောမလဲဟွာလို့ပါလို့ရှိမှာပေါ့ကျွန်တော်ဘယ်လိုဘယ်လိုပါလဲအဲ့ကောင် Joao Petru လားနော် Joao Petru ကမပါဘူးထင်တယ်နော် suspended ဖြစ်ထလာတယ်နေ Joao Petru ကလေဒီလား Joao Petru က suspended ဖြစ်ထလာတာလားလို့နော်ကျွန်တော်အထင်တော့လေ ဲ့တော့ဟိုနောက်တစ်ခုကကျွန်တော်တို့နေတော့ဒါမှမဟုတ်ပါမယ်ထင်ပါတယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့သာ SA ဘောက်လို့လည်းကျွန်တော်ရှိတယ်ပြသည်လားနော်ပြီးလို့ရှိရင် LMD lab လည်းကျွန်တော်ရှိတယ်ဆိုတဲ့အခါကျတော့စောင့်နေကျွန်တော်ကြည့်ရမယ်ပေါ့နော်အနောက်တစ်ခုဘာစီလိုနာဘက်ကတော့ဂျူဝန်ကာစီယာကိုသူမပပြန်ပါမယ်ပေါ့လေပြီးလို့ရှိရင်ကျွန်တော်သာဂျူရီစကွန်ဒီပါမယ်ဂါစီယာနဲ့ကူဘာစီပဲကျွန်တော်ဖြစ်ဖို့များပြီးတော့ အရူကိုတော့ပါလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဗောနောပြီးလို့ရှိရင်ဘဲချမ်းမာကတော့ပါလဒီပါမယ်ပေါ့လေကွင်းလင်မှာဆိုလို့ရှိရင်လည်းကာဆာရူနေရာဝင်ကစားမယ်ထင်ပါတယ်ဒီကြောင်ရဲ့နေရာမှာပါလဒီပက်ဒရီရဲ့နေရာမှာဆိုတော့ဒီကြောင်ပါမယ်ပြီးရင်ကျွန်တော်သာဖာမင်လူဘက်စ်ကတော့နံပါတ်10ရူမှာပါလိမ့်မယ်လို့ထင်တယ်ရာမဲရူကျွန်တော်ရှိမယ်ဖာရန်တိုရက်စ်2ကကျွန်တော်ရှိမယ်ပြီးလူဝနော့စကီပေါ့ဒီနေရာမှာကျွန်တော်တော့မာကက်စ်ဝက်ဖို့လေလက်ဖ်ဝင်းမှာပါနိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ် ဲ့တော့ဘာစီမာကတိုက်စစ်ကတော့သူ့ဟာနေသူရွေးချယ်စရာရှိတယ်ပေါ့လေအရင်မှလည်းရာဖီညာတို့ဘာလို့ရှိမယ်ပေါ့ဒါကဖြစ်နိုင်ခြေလက်ရှိကလတင်နှစ်တင်းစလုံးရဲ့အလူစင်းရင်မှာဆိုတော့ဒီအချိန်ဒီရညီကတို့ဘယ်အတင်းကဘလို့ရလက်တီထွက်ပေါ်အောင်လုပ်နိုင်မယ်ထင်ကြတယ်ကျွန်တော်ကတော့ဒီပွဲမှာဘာလဲပြောရင်အတင်းကြီးတွေနဲ့ဆိုလို့ရှိရင်ဗျာသိလားအတင်းကြီးတွေနဲ့ဆိုလို့ရှိရင်ချယ်ဆီကပုံမှန်ကောင်းပါလေဆိုတဲ့အတက်ကိုတမူထူးပြီးတော့ကောင်းလေးရှိတယ်ဗျာသိလားအတင်းကြီးတွေနဲ့ဆိုရင် ါကကျွန်တော်တို့အခုပွဲမှာမဟုတ်ဘူးပေါ့နော်ပြီးလို့ရှိရင်အရေးပါပါတယ်ဆိုတဲ့ပွဲဒီမှာเชลซีကအမြဲတမ်းလှုပ်ပြတတ်လေးရှိတယ်ပေါ့အဲပြီးရင်လည်းပဲကျွန်တော်တို့ Hansie Flick အတွက်ကကျွန်တော်တို့အနေနဲ့သူ့ရဲ့ high defensive line ပြည်တနာကနောက်ပိုင်းမှာသူတို့အတွက်အားသာချက်ဆိုတာလည်းပြိုင်ဘက်အတွက်အားသာချက်တွေပိုပြီးတော့ဖြစ်လာတယ်ဘာလို့လဲဆိုတော့အားလုံးကအဲ့ဒီ high defensive line ပြည်တနာတွေကိုကျွန်တော်တို့ကောင်းကောင်းဖြည့်ရှင်းနိုင်လာကြပြီเชลซีမှာဆိုလို့ရှိရင်ဂါနာချိုရူလူကစားမားတွေရှိတယ်ပြီးရင်ကျွန်တော်တို့ရဲ့ပက်ထရိုနန်ဒိုရူလူကစားမားတွေရှိတယ် ဒီကစားမိုင်းနဲ့တွားပြီးတော့ကျွန်တော်ကပြိုင်ဘက်က high defensive line နဲ့ကျွန်တော်လာလို့မရဘူး။တခုတော့ရှိတာပေါ့လေ။ position အရင်ဆော့တာကောင်းလို့မာတယ်ဟိတ်ဆိုရင်တော့ပြဿနာမရှိဘူး။နော် main ပသင်းက position ကစားတာအရင်ကောင်းတယ်ဘောလုံးကဘလို့မှကို press လုပ်လို့မရဘူးဆိုရင်ဟာအောင်တော့ဒီအဲ့လိုမဟုတ်ဘူးဆိုရင်တော့ high line လေးကကျွန်တော်အနေနဲ့ Chelsea စိတ်ကြိုက်ကျွန်တော်ဖြစ်သွားမှာ။သူတပင်းကွင်းလင်မှာဆိုလို့ရှိရင်အန်ဇူတို့ဘာတို့က long ball တွေကောင်းနေပေါ့နော်။ဟို James တို့ဘာတို့က အဲတကယ်ကောင်းနေပေါ့ James တို့ကဒီဘက်မှာ Anzu ကို number 10 root ထားပြီးတော့ James ကိုကွင်းလေ Gusto ကို right back ဆိုတဲ့ပုံစံမျိုးလည်းမြင်ကောင်းမြင်လာနိုင်တယ်။ဘာလို့လဲဆိုတော့ကွင်းလေမှာ James ရဲ့ body ကနေကျွန်တော်တို့ဒါတောင်မန်ဒီမာကြီးမှာကျွန်တော်တို့ခုတ်တင်ဖို့ပြီးမယ်ဆိုရှင်ဒါအဲ့ဒီ high defensive line ပြဿနာကိုသူတို့ဖြေရှင်းဖို့ကျွန်တော်ဖြေရှင်းပြီးသားကျွန်တော်ဖြစ်မှာပဲ။ဆိုတော့ဘာစီတို့ရဲ့ပြဿနာကကြီးပါတယ်။နောက်တစ်ခုကဒီကြောင်တယောက်တည်းနဲ့ကျွန်တော်ဘာမှလုပ်မရဘူး။ဒီကြောင်တယောက်တည်းနဲ့ဘာမှလုပ်မရဘူး။ကာဆာရိုးဘာလို့ကောင်းတာမှန်ပြီမဲ့လေလို့ ဒီဒီဘက်ထရီတို့တော့အဆင်မပြေနိုင်ဘူးပြသည်လားပြီးရင်လည်းပဲ Esteban ကိုတော့ကျွန်တော်တို့ဖြစ်တင်နေဆိုရင်တော့ပွဲထွက်ခွင့်ပေးတင်တယ်လို့ထင်တယ်ဒါပေမဲ့လည်းခုနကပြောသလိုဘာစီရဲ့ high defense line အတွက်ဆိုရင်တော့ Neto တို့ပါတော့ကာနာချူတို့ပါတော့ကအကောင်ဆုံးလက်နက်တွေဖြစ်သွားနိုင်နေပေါ့နော်ကျွန်တော်ကတော့အင်ရှင်လည်းဖြစ်တယ်လက်ရှိပုံစံကောင်းနေလည်းပြန်ရနေပြီးတော့အသင်းကြီးတွေနဲ့ဆိုလို့ရှိရင်ကောင်းကောင်းဒုက္ခပေးနိုင်တဲ့ Chelsea ကိုပို့ပြီးတော့မျောနေတယ် ာစီကတကယ်ကောင်းပါတယ်ဘာစီနဲ့ဒါတကယ်လည်းပဲအန်ဒီအများတဲ့ကလတီတကူဖြစ်တယ်ပေါ့နော်သို့တော်လည်းပဲကျွန်တော်ကတော့မနိုင်ပြောရင်ဒီပွဲမှာဒီပွဲမှာဆိုတော့ဘာစီတွက်ကတော့တော်တော်ကြီးကိုမလွယ်ဘူးလို့ကျွန်တော်ထင်တယ်။ဘာစီကသူတို့ပြည်တွင်းမှာတော့မှဗျာဒီလား Real Madrid ရဲ့အောက်အဆင့်နှစ်နေရာမှာသူတို့တမတ်ရောတမတ်အသာနဲ့တမတ်အလူနဲ့သူတို့ကရှိနေတာပေါ့နော်။အဲဒါပြီးရင်သူတို့အနေနဲ့ Alaves တို့ပြီးရင် Atletico Madrid တို့နဲ့သူတို့ကစားရမှာကျွန်တော်ကတော့မထင်ဘူးဗျဒီပွဲမှာတော့ Chelsea အနေနဲ့ပေါ့နော်။ အခြေအနေတွေကလည်းပြီးသူကတောင်းကန်ပေါ်ရီယာနေခေါင်းတွေပါရတိုက်နေဆိုရှိတဲ့တည်းမှာပါတယ်ဗျာအဲ့ဒီတော့အင်ရှင်ဘက်ကကျွန်တော်တို့နိုင်ပွဲတွေပါရရသွားလိမ့်ဦးမယ်လို့ထင်တယ်အဲကောင်းတာတစ်ခုကတော့နှစ်သင်းကြားထဲမှာဂိုးရီအပြန်လှန်သွင်းတာတွေမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ညီကလေးရောဘယ်လိုမြင်ကြလဲတော့ Chelsea အနေနဲ့ Barcelona ကိုအိမ်ခွင့်မှာဒုက္ခပေးနိုင်ပြီးတော့အမှတ်ပြယူသွားနိုင်မယ်ထင်ကြတာဒါပေမဲ့ဧည့်သည်ကပဲအမှတ်ပြယူသွားမှာလားဆွေးနွေးကြပါဦးအားလုံးကိုချစ်သူများကြီးတင်ပါတယ်